ရောဆောင်နဲ့ကိုင်းတာဖြစ်မှာပေါ့လပန်လူကိုဝင်ကြီးနဲ့တစ်ပင်ခုတ်တယ်ကောစဘာလေးပြတင်းငိမ့်စီရန်နဲ့စဘာပုံမထွက်ရှိစီရန်ရည်စူး၍သဆိုင်ရာအဆောက်ရှောက်နတ်များကိုပူဇော်ပတာကြလေသည်ရွာကတော့ဘလီကောခေါင်းကလေးကြောင့်စဘာတွေများများရတာလို့တောင်ပြောနေကြပြီး လုံးမဲမင်္ဂလာပါခင်ဗျာ rewind me channel မှာပြန်လဲပြေးပြေးလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော်စဘာလေးပြသူနာပြုတ်ဆီယာမာလေးခေါင်းချင်းကဒီရွာသူမဟုတ်တော့လဲဒီရွာသူဟုပြောနိုင်လောက်အောင်မင်းအနေကြလာသူဖြစ်သည်ဘွာကသူနာပြုတ်ဆီယာမာကလေးခေါင်းချင်းကိုကို့ရွာသူလို့ခင်မင်တွေ့တာကြသလိုခေါင်းချင်းကလည်းရွာအပေါ်မှာကို့ရွာလို့တန်ရောစဉ်ကြီးလာပါသည်ဒီရွာကလေးကိုခေါင်းချင်းရောက်လာစကား အခုလောက်စီစီပင်ပင်မရှိလာသေးပါပြောရရင် လီဒိုလမ်းမကြီးဘေးကရွာထိပ်ဖះเจ้าကလေးပင်မရှိသေးပြီမမရရဖះเจ้าကလေးစတင်တီဆောက်လှုပ်သည်နှစ်မှာပင်ဒီရွာကိုခေါင်းချင်းရောက်လာခဲ့ခြင်းဟုဆိုနိုင်ပါသည်ခေါင်းချင်းတို့မိဘများနေထိုင်ကြသည့်မြို့ကလေးနှင့် မိုင်မောင်းတရားကျော်ဝေးသောဒီရွာကလေးမှာခေါင်းချင်းအလုတ်စဝင်သည့်နေ့ကဆိုလျင်အတော်ကလေးစိတ်ပြတ်သွားမိသေးသည် သူနေဖို့ပေးထားသောတဲတန်ရာကလေးသည်ပင် ရွာကလေးဤကျေးလက်ဆေးပေကံဖြစ်သလိုရွာဤတစ်ခုတည်းသောတိကျအဆောက်အုံလည်းဖြစ်ပုံရပါသည်။ရောက်လာကားစတော့ကသူမရောက်လာလို့ဒူဒူချာချာခီးဥဂျုံမည်သူမရှိ မိစ္ဆာစကားပြောမည်သူမရှိ သူမအရင်ရွာကိုရောက်နှင်နေသည့်တောင်းဝင်ကြကျမ်းမာရေးမှုကလေးသည်ပင် သူမရောက်လာကားနီးမှသင်္นานသွားတက်နေသည်ဆို၏စိတ်တက်ကြသည်မဟုတ်တော့လဲအာရုံငယ်မိသည်သူမအပေါ်တောင်းဝင်နေ ပုံကြနေမှလားစိုးရိမ်မိခြင်းဖြစ်သည် ဒီရွာကရွာကောင်းဘယ်နားမှာနေတယ်လဲစလံဝါလားอืมဘူဖလန်းမှာနေတယ်တဲ့တဲ့သွားတွေ့လိမ့်မယ်သူ့အိမ်ရှေ့မှာလက္ခဏာဘူးတွေအရန်ကြီးပွင့်နေတယ်ကောလက္ခဏာဘူးဇွဲတော်ပန်းတွေက အိမ်တိုင်းလိုလိုမှာပွင့်နေခြင်းဖြစ်ပေသည်ဘုံမေးဒီမေးဆန်းဖြင့်စလံဝါမလွန်ပေါက်ကိုစိုက်စိုက်မြိုက်မြိုက် တွေ့ဆုံခဲ့ရခြင်းဖြစ်၏မလွန်ပေါက်ကတော့သူမကိုလေးလေးစားစားခရီးဥကြပြူရှာပါသည်ရွာကိုလာခြင်းကောင်းသူအဖြစ် ဘောထားပုံရ၏အစစအရာရာလဲကူညီရှာပါသည်ဒီနောက်တော့ရွာကလေးမှာနေပြောင်းအောင်ကြိုးစားနေထိုင်ဖြစ်ခဲ့ပါသည်ရွာကလေးကိုသူမရောက်နှစ်ပြီးနှစ်ရက်အကြာမှာကောင်းချင်းလုပ်ငန်းတွင်ဝေးရပြီးမလွမ်းပေါက်ကိုတိုင်းလာခေါ်သဖြင့်ရွာအနောက်ပိုင်းကမွေးလူနာတယောက်အိမ်သူမရောက်သွားခဲ့ခြင်းဖြစ်သည် သူမနှင့်မစိမ်းလာသောရိုးရာကချင်းစေးမြင်နံတွင် လိုင်းလိုင်းထနေသည့်ဝေးကန်းကလေးတွေကဖျောင်းနိုင်မီးရောင်အောင်မှာပဲသူမလက်ချောင်းများဖြင့်ရွာအတွက် ထမအူဆုံးလူသားငယ်ကလေးတဦးကိုမွေးဖွားတန့်စင်ပေးခြင်းမင်္ဂလာအခမ်းအနားစတင်ဖွင့်လှစ်ပေးနိုင်ခဲ့သည်ကလေးမိခင်ထက်ခေါင်းချင်းကပိုးလို့ရွှေးပြန်နေသေးသည်ယောက်ျားကလေးဝေး၎င်းပါစေဖခင်သခင်စောင့်ရှောက်တော်မူပါစေအခုတော့ခေါင်းချင်းမွေးဖွားပေးခဲ့သည့်ဒီကလေးပင်လျင်ရာထဲကိုင်းထဲမှလေ့ကျင့်မိသားကျွဲပေါက်တစ်ကောင်လိုအလုပ်တွေလုပ်နေခဲ့ပြီခေါင်းချင်းမွေးပဝေးခဲ့သောရွာကျက်သည့်ကလေးငယ်ပေါင်းလည်းမရေတွက်နိုင်တော့ မှတ်တမ်းမှရာဖြစ်စရင်သွင်းထားသည့်တိုင်အောင်ဂိင္ကနန်းတွေကများလာပြီဒီဂိင္ကနန်းနေနဲ့အညီခေါင်းချင်းတွေရွာကလေးဤချစ်ခင်အားကိုခြင်းတန်ရောစဉ်ဗရမတ်တွေကိုလည်းမြင့်တက်လာခဲ့ပြီဖြစ်သည်ဘုရားသခင်သည်ကောင်းငင်နေမြေကြီးကိုဖန်ဆင်းတော်မူတဲ့ကဲ့သို့လူတို့ဤချစ်ချင်းမြတ်တာကိုလည်းဖန်ဆင်းပေးတော်မူသည်ဟုခေါင်းချင်းကယုံကြည်သည်ဘုရားသခင်ဤမြတ်တာတော်အားဖြင့်အဖေ့အစဉ်နဲ့အောင်မွေးဖွားပေးနိုင်နေသည်လိုပဲကောင်းချင်းဝမ်းသာသည် ပြီးတော့သူမကိုတိုင်းကချစ်ချင်းမြတ်တာတရားဤစွမ်းပကားကြီးမားလာပုံနဲ့မြတ်တာဤတန်ရှင်းစင်ကြယ်မှုကိုတတ်နိုင်သမျှပြသခြင်းသူဖြစ်သည်ဒီချစ်ချင်းမြတ်တာတရားကြောင့်လဲဒီရွာကလေးမှာခေါင်းချင်းမကြောက်မကြနေနိုင်ခြင်းပေပဲလားတခါတလေတော့သူမကိုသူမပင်အံဩရသေးသည်မိခနှင့်အင်မိုင်ခမြင့်နှစင်းပေါင်းငါတစင်းနေသောအေယော်ရီမြစ်ဖြစ်လာသလိုရွာနှင့်သူမပေါင်းမိခဲ့ကြတာကိုပဲအံဩမိခြင်းဖြစ်သည် သူမအတွက်ငွေကြီးရဲ့လက်လာဘရဲ့မဟုတ်ပဲမြေတားအဖျင်တုတ်ပြန်သောလက်ဆောင်ပစ္စည်းတွေကနှစ်စင်ကောင်ဦးကောင်နှံပေါ်လေတိုင်းတပွေ့တပိုက်ကြီးရောက်လာတတ်တာကလည်းကျွဲတရှင်းလို့တောင်းရသမားတဦးနှစ်စင်ရသည့်တီးနှံလောက်ရှိသည် အမဲလက်ရာကအပြန်အသားဆိုးတွေတပွေ့တထန်းကြီးပါလာသူကလည်းသူမထံအသားတရွဲတော်အရောက်ပို့တတ်သည်ဒီလိုရနေသည့်အသားတွေကပင်အချောက်လှမ်းလို့မနိုင်ခင်ဝက်ပောင်ကြောက်စက်သားကြောက်ဂျေသားကြောက်တွေဆိုတာ တကူရီတကားရနေထိုင်သည့်သူမအိမ်မီးဝူချောင်းကလေးထက်ကချက်ခိုးစင်မအပြီးအသားတွေရှိပါသေးတယ်ဖူပါရဲ့နေပါစီအာယူပါမာရုဆီယာမရဲ့ဗာလဲငါသားကောင်ရလာတာကိုအတိမံမပြုတ်တဲ့သဘောပေါ့ကောင်းချင်းကညင်းတော့လဲညင်းရွေမရဇွတ်ထားခဲ့ကြသည်တချို့ကမြတ်သားနဲ့ပေးတာကိုမယူလျင်စိတ်ခုချင်းကြတော့ဂျင်းနဲ့အောင်ယူရတာလည်းရှိသည် ူမမွေးဖွားပေးခဲ့သောယင်သွေးငယ်တို့ဤမိဘများကချစ်ချင်းမြတ်တာတရားဤနမိတ်ဘုံအဖြစ်ပြီးတော်လဲယူရတော်သည်ရွာကလေးမှာနေဖြစ်ခဲ့သည့်ကာလတစ်ချောင်းစိတ်ကျဉ်တ်စရာ စိတ်ချမ်းသာစရာတွေကြီးတော်မဟုတ်ကြွေကွဲဝမ်းနေစရာအဖြစ်ပြက်ကလေးတွေလည်းရှိခဲ့သည်ခေါင်းချင်းဤအားကိုရာဆလံဝါမလွမ်းပေါက်ကောက်ကငင်းငါကွဲလွန်သွားသည့်နေ့ကဆိုလျင်အလွန်စိတ်ထိခိုက်ခဲ့ရပါသည်သူမ၏အဖော်လဲဖြစ်သို့တူကောင်းဖတ်မိတ်ဆွေလဲဖြစ် ရွာเจ้าဆီယာမလေးမေရီမြကြီးနာတို့ပြောင်းရွှေ့သွားစဉ်ကလည်းသူမငိုခဲ့ရသည်တငယ်ချင်းမကလေးဘောက်ရာတယောက်ချစ်သူက တရဝင်းစွန့်ခွာเจ้าရွာလုံးကြားဝန်ချတောင်းမှန်ခြင်းဖြင့်သစ္စာမဲ့သွားစီအတွက်လဲစာနာစိတ်ဖြင့်သူမယဉ်နာခဲ့ရပူသည်အာလုံးသောကြေကွဲပွဲအကြောင်းတရားများထဲမှမှ သူမအတွက်ဖြေမစင်နိုင်ခဲ့သည့်အဖြစ်ပြက်ကလေးတစ်ခုကယဉ်မာငါးယူးမြတ်သလိုစစ်ခနဲစုခနဲအောင့်နေစေပဲဖြစ်သည် အတွေ့အကြုံများအရတော့မွေးလူနာတယောက်ကိုတော်ရဲလိုက်မွေးပေးခဲ့ရတာခေါင်းချင်းတသက်ဒီတစ်ချိန်တည်းသာရှိဘူးသည်လပန်းလူတယောက်ကိုဝင်အရင်မကြီးနဲ့တော်ရဲထင်းခွေသွားရင်တော်ရဲမှာပင်ကလေးမွေးခဲ့ခြင်းဖြစ်သည်လပန်းလူဤကိုဝင်ကိုခေါင်းချင်းကိုယ်တိုင်အရေးတကြီးကြီးဖြင့်အတော်နိုင်ဆုံးစောက်ရှောက်ပေးခဲ့သည်မွေးဖွားရအတွင်းမိရင်သုံးရန်ထင်းအလုံးလောက်ရှိဖို့ကိုယ်တိုင်ဝမ်းကြီးလွယ်ကတော်ရဲထင်းခွေသွားရှာရသည်လပန်းလူဤဘဝကိုခေါင်းချင်းစိတ်မကောင်းဖြစ်ရသည် ဒီလို့ဆိုတာမျိုးကကျင်နာတတ်သော ဖခင်နိုင်ဤတာဝန်ဝတ္တရားမဟုတ်လားဒီထက်ရင်နာစရာကောင်းသည်မှာလပန်လူဤအသက်ကိုမဖိတ်ဆင်းအောင်မနှဲဆဲယူလိုက်ရသည့်အဖြစ်ကလေးငယ်ကိုအယအမိမွေးနိုင်တော်လဲမိခင်အသက်ကိုတော့လက်လွရသည်ကောင်းချင်းကိုတိုင်းသာထုရိုက်ပြစ်လိုက်ခြင်းမိဤဒါပေမဲ့သူမှတတ်နိုင်သည်မခွန်အားရှိသည်မပင်မန်းတကြီးကြိုးစားခဲ့တာကတော့အမှန်မျိုးနှစ်ဝေးလံသောရွာစုံရွာဖြားတနေရာမှာ သူမတတ်နိုင်တာအစွမ်းကုန်လုပ်ပေးခဲ့တာတော့သူမကိုသူမလိပ်ပြာတန့်သည်လူတွေကတော့ထင်ချင်းအမျိုးမျိုးရောဆောင်နဲ့ကိုင်းတာဖြစ်မှာပေါ့လပန်းလူကိုဝင်ကြီးနဲ့တစ်ပင်ခုတ်တယ်ကောနင်တန်စင်းနဲ့ဒေတာဆိုရင်တော့လပန်းလူနဲ့ပြရောက်မှာမဟုတ်ဘူးလမုံနဲ့ဖြစ်မှာပဲဒုက္ခပါပဲဟဲ့လပန်းလူဒီရိုးရိုးတည်ခြင်းမဟုတ်ပဲကိုဝင်ဆောင်မီးမဖွားနိုင်ရဲ့တေဆုံးရခြင်းနင်တန်စီဖြစ်၍လမုံနဲ့ နတ်ဆိုးဖြစ်မည်ဟုဆိုကြခြင်းဖြစ်သည်ဒီเจ้าကိုပဲရွာကတည့်ရလဲမပြီးနှစ်ရက်လဲမပြောင်းနိုင်ပြောဆိုနေလိုက်ကြတာကလည်းနောက်တနေ့ကောက်တဲ့ဘောဦးအချိန်ထိဒီလိုစကားတွေကယုံကြည်ခြင်းသူတွေအတွက်တော့ခက်ခဲလာသည်မဟုတ် အလွဲတကူလက်ခံလိုက်ကြယုံသားမကသဘောထားများပင်ပေးတတ်ကြသည်သည်ဒီနှစ်ကောက်စဘာတွေဖြင်းလိုက်ပုံများတော့ဟောခါတိုင်းထက်တော်တော်ရော့တယ်ကောခက်ပြီငါတို့ပြောသားပဲဒီကလေးကြောင့်ပါဆို လပန်လူကိုတောဆောင်နဲ့ကဒဏ်ခတ်လိုက်တာသေးကြတယ်။ကလေးကမာရုဆီယာမကြောင့်မသေးတာကံကောင်းလို့ပေါ့။သူ့ဘာတွေးတို့အခိုင်းတို့လဲနတ်ကိုတောင်းပန်ပြီးပြီပဲဟဲ။ဘာကြောင့်များစိတ်ဆိုးမပြေရတာပါလဲ။อืมတခုခုမကျင်နှပူးနဲ့တူတာပဲဟဲ။ဒီစကားတွေကတယောက်တစ်ပေါက်ဆိုသလိုခေါင်းကြီးနာတဲ့ရောက်အောင်တနည်းမဟုတ်တနည်းအဆက်မပြတ်ရောက်လာခဲ့သည်။ရောက်လာတိုင်းလဲခေါင်းကြီးမချစ်မရေဖြစ်ရမည်။သူ့မကတတ်နိုင်သလောက်ရှင်းပြတော့လဲ။ ရှေးရုံယုံကြည်မှုတွေကမပြောင်းနိုင်။မင်းဒီနှင်းငယ်တွေပြိုကျလာသလိုအေးဆာထုံကျင်ရတာမျိုးပါပဲလား။အပြစ်ကင်းသော ကလေးတငယ်ကိုဘုရားသခင်ဆောက်ရှောက်ပါစေတော့။ဘုရားကြောင်းကလေးစီ ရောက်သည့်အခါတိုင်းခေါင်းကြီးဆူတောင်းသည်။အိမ်မှာလည်းညစဉ်ဆူတောင်းသည်။သူမကတော့ချစ်ချင်းမြတ်တာတရားကိုယုံကြည်သူပြီးပြီးလေးနက်ခိုင်မာစွာဆူတောင်းခြင်းကလွဲလျင်းပါမှမတတ်နိုင်။ကလေးတွေကိုမွေးဖွားပေးသလိုအမှန်တရားကိုလည်းသူမမွေးဖွားပေးတာပဲဖြစ်သည်။ ဤနှစ်မကာပန်းပွင့်ချိန်တောင်ယာနတ်ပွဲသည်ခါတိုင်းထပ်ပိုး၍စီကားခဲ့သည် မနစ်ကတောင်ယာစဘာအထွတ်နှဲခဲ့သည့်အတွက်ဤနှစ်နတ်ကိုပူဇော်တောင်းပန်ဖို့တရွာလုံးစိတ်တူကိုယ်တူအာသံနေခဲ့ကြသည်ရွာပြင်မှနတ်စင်တွင်ဝက်ကြက်အရက်ခောင်းရင်းများမြိုင်းမြိုင်းဆိုင်ဆိုင်ကြီးပူဇော်ထားခဲ့ကြ၏ထိုနေ့ကိုရထူးရမြက်ပြသဘောထားကတရွာလုံးလုပ်ငန်းမဝင်ကြပဲမင်္ဂလာယူသောအားလည်းရတရက်ပင်ဖြစ်သည်မထုံမထားနှက်ပြီးမှခဲရခဲစဲဆောင်းကျင်းလာခဲ့ရသော စဘာပင်များကိုပြန်လည်သိမ့်ပိုင်မသွားစေရန်စဘာလေးပြာခေါ်ယူရခြင်းဖြစ်၏စဘာလေးပြာတည်ငြိမ်စေရန်နှင့်စဘာပုံမထွက်ရှိစေရန်ရည်စူး၍သဆိုင်ရာအဆောက်ရှောက်နတ်များကိုပူဇော်ပသကြလေသည်ဖြာတစ်ချက်ပေါ်တွင်အစားအသောက်များနှင့်အဝတ်အထည်များခင်းခြင်းမြည်နောင်နတ်ဆရာဒေါမ်ဆာကရိုးရာနတ်ဂါရာကိုကိုးကားရွတ်ဆိုပြီးလွင့်စင်သွားသောလေးပြာကိုခေါ်ယူသည်ကောင်းချင်းသည်လည်းအများနည်းတူတောင်းရနတ်ပွဲကို သွားရောက်ပူဇော်ခဲ့ပါသေးသည် လူနာပြုဆီယာမကလေးဆိုတော်လဲဘီမြေဒီရေပေါ်မှာအမိပြုနေထိုင်သူတို့ပီပီဘာသူရွာသားတို့ဤလူရယုံကြည်မှုကိုသူမှလေးစားချောင်ပြရသေးသည်နပွဲသူလာရောက်ကြသူအပေါင်းကိုလည်းခေါင်းချင်းကိုတိုင်းစုမုံခေါင်းများတောင်းပေးခဲ့သည်အော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါဦးနော်နောက်ပြီးတော့အကြံပြုခြင်းနာများရှိရင်လဲအောက်က comment လေးထဲမှာ ဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆိုကျမတို့ရွာကလူတွေအခုလိုပျော်ပျော်ပါပါနတ်ပူဇော်ကြတာကိုဘုရားသခင်ကလည်းကောင်းကြီးပေးမှာပါ။ဒီနေ့စဘာတွေတောင်းလို့ပုံအောင်ထွက်မှာပါ။ကျမပြောတာကိုယုံပါနော်။ကျမတို့တယောက်ကိုတယောက်အမုန်းမပွားပဲချစ်ခင်နေကြရင်၎င်းနဲ့မြတ်တွေကစောင့်ရှောက်မှာပါရှင့်။တကယ်လေဒီနေ့ကောက်စဘာတွေရိတ်မနိုင်လှိုင်းလှိုင်းကြီးထွက်ခဲ့သည်။ကောက်စဘာတွေမကပါ။ဘိန်ဦးအာလူး အာတလွတ်မုံညင်းသခွာကြောက်ပြုံချွေပြုံပဲဒီစိန်ပဲရင်တွေလဲခါတိုင်းထန်နှစပိုးထွက်ခဲ့သည်ဒိမော်ပင်တွေကလည်းအပင်တိုင်းလူလူအရွက်မမြင်ရလာအောင်အသီးပေါပွားကြီးတွေဝင်းဝါထိန်တောက်လျက်ရှိသည်ဦးကောင်ခြိုင်ဝန်းလွင်မြင်ကြီးတခွင်လုံးညူတွေဆိုင်ကနှင်းငယ်တွေတီးတီးထနေသည့်စောင်းတကြော်ရောက်ခဲ့ပြီးတတော်လုံးတတော်လုံးဝမတိုင်းပန်းတစ်ခွပွင့်တွေဝေစာနေကြ၏ကလမာပန်းကိုင်းပန်းတို့လည်း နှစ်တိုင်းထက်စောစီးစွာပွင့်နေကြလေသည်တစ်နှစ်တာကုန်ဆုံးသောဂွမ်ဒုံတာကာလတွင်တရွာလုံးလှုပ်လှုပ်ရွရွပျော်မြူးနေကြသည်တောင်ရခုတ်တောင်ရခင်းမီးရှို့ကောက်ဆိုင်ပေါင်းရှင်ကောက်သိန်းတစ်နှစ်လုံးပင်မန်းငယ်လေသမျှကောက်ဦးကောက်နှံပေါ်ချင်းလဲဖြစ်သည်ဒီနှစ်ကတော့ခါတိုင်းနှစ်တည်းထွက်သီးနှံပိုကောင်းလီတော့သူရကားထက်ခေါင်းချင်းပျော်ရသည်ကောင်းနံစပားတွေအထွက်ပိုသည့်နှစ်ဖြစ်သလို့ အနှစ်40ကျော်တကိုရီအပြိုကြီးခေါင်းဒုံဘဝဖြင့်နေလာခဲ့သောခေါင်းကျင်းသည်ရွာကကလေးတယောက်ကိုတရားဝင်လူသိချင်းကြားတောင်းယူမွေးစားဖို့အခမ်းအနားပြုလုပ်မည်နှစ်လဲဖြစ်သည်ဒီရင်ဟင်းကကောက်သက်စားပွဲမတိုင်ရက်ကပင်တရွာလုံးပန်းရံံတွေလိုပြန့်နှံ့၍နေလေသည် လပန်လူဤသမီးကလေးရှရီရှားကို မာရုဆီယာမကမွေးစားမလို့တဲ့သို့သောတရင်စကားသည်တရွာလုံးအတွက်အံ့အားသင့်စရာဖြစ်နေခဲ့သည် အံအောခြင်းနဲ့တန်တရာဖြစ်ခြင်းလို့မှသတင်းစကားတွေကပြန်ကျဲလို့နေသည်မာရုဆီယာမလပန်လူရဲ့သမီးကလေးကိုမွေးစားမလို့ဆိုအေးဟုတ်တယ်ယောဂရဝကြီးဂရဝလေးခေါင်းကြီးကိုမယုံသလိုဖြင့်တကယ်လားလို့မေးလာတော့ခေါင်းကြီးကတကယ်ပေါ်ဟုယုံပြုံးကလေးဆိုလိုက်ခြင်းဖြစ်သည်ရလာအိုက်လေတချို့ကတော့ခတ်လိုက်တာဟုညီးကြသလိုကန့်ကွက်သလိုလို ဆိုသူကဆိုကြ၏ ။ဓမ္မကြီးကတော့သူ့မယုံကြည်စည်းကြရာဖရာသခင်ဂယုနာတော်ကိုတိုင်တယ်၍ခိုင်ခိုင်မာမာစိတ်ပိုင်းဖြတ်ပြီးလေသည်။ကောက်သစ်စားပွဲမကျင်းပါမီတပတ်လောက်ကလေးကရွာကလေးမှာရအောင်ထုတ်ထိုးအလုပ်တွေစီစီညံ့ညံ့နေကြလေသည်။ဇံဖွတ်ကြထင်းခွေကြဖက်ရွက်ခူးကြသစ်ဝါခုံးကြမန္တဆောက်ကြခေါင်းရည်ဖောက်ကြရိုးရာအရက်ချက်ကြဒါငါရှာကြဟင်းသီးဟင်းရွက်သစ်ဥသစ်ဖူတွေခူးကြတူးကြနဲ့လူတွေတစုတဝေးကြီး ရွာလုံးကျပျော်ပါနေကြပုံကိုကြည့်ပြီးခေါင်းချင်းစိတ်ကြည်နူးနေမိသည်အထူးသဖြင့်ရှရီရှာကလေးအားသူမှမွေးစားတော်မူသည်ရင်ကိုလူတိုင်းပြောနေကြခြင်းအတွက်ပို၍ကြည်နူးရပါ၏လပန်းလူ၏မိဘနှစ်ပါးကိုရွှေတကြသားဂျာဖကာအဖြစ်ပေးအပ်ပြီးရှရီရှာကိုထလေထုံးစံအရတောင်းယူရမည်ဖြစ်သည်ဒီရွှေတကြသားသည်ခေါင်းချင်းအနှစ်20ကျော်သူနာပြုဆီယာမကလေးတယောက်၏ချမ်းသာကြွယ်ဝမှုပမာဏလည်းဖြစ်သည် တောက်သစ်စားပွဲနဲ့မနက်ခင်းမှာတော့နတ်စရာဒွမ်စာကရိုးရာနတ်ဂါရာကိုကြဲကြဲလောင်းလောင်းရွတ်ဆိုရင်နတ်များကိုပူဇော်ခြင်းခန္ဓာစတင်လေသည်နတ်ပေါင်းတို့ကို ပူဇော်ပသာပြီးသောအခါနေလဲစာကိုလက်ရည်တပြင်းဤဝိုင်းဝန်းချက်ပြုတ်စားတော့ကြသည်ဒီခန္ဓာအပြီးမှာပဲကောင်းချင်းရွှေတကြပ်သားဂျာဖဂါတင်၍ရှရီရှားကိုတောင်းယူမွေးစားလိုက်သည့်အခါမှာတော့ကောက်သစ်စားပွဲနဲ့အတူရွာကဝမ်းသာပျော်ရွှင်သွားကြသည် ကျမတို့ဓလေ့ထုံတန်းအရစဘာတွေမှာလိပ်ပြာရှိတယ်လို့ယုံကြည်ကြတယ်။ဒါကြောင့်လဲနှစ်ဦးတုန်းကကျမတို့ရွာလုံးကျွတ်စဘာလိပ်ပြာခေါ်ပွဲကျင်းပခဲ့ကြတယ်ကော။အဲဒါလို့ကျမတို့စဘာကိုအယူအသည်ပြုလို့ဒီနေ့စဘာတွေရွှေတောင်ကြီးလို့တပုံတကောင်းကြီးရကြပြီ။ကျမတို့ခုတော့ပြောပါရစေ။ကောက်သစ်စားပွဲအချိန်နဲ့ပြောမြူးနေကြသောရွာသူရွာသားများသည်သူနာပြုဆီယာမကလေးခေါင်ချင်းဤလေးနဲ့တင်းကြီးသောအတန်ကြောင့်ငြိမ့်သက်သွားကြသည်။ ။အယောင်တစ်ဖြက်ဖြက်လက်နေသောခေါင်းကြီး၏မျက်လုံးတွေကိုသာတအံတောငေးဆိုင်ကြည့်နေကြသည်။စဘာမှာတောင်လိပ်ပြာရှိတယ်ဆိုရင်ကျမတို့လူတွေမှလည်းလိပ်ပြာဆိုတာရှိတယ်ကော။လူတိုင်းလူတိုင်းမှာလိပ်ပြာရှိကြသလိုလပန်းလူသမီးကလေးမှလည်းလိပ်ပြာရှိတာပါပဲ။အဲ့ဒီလိပ်ပြာကလေးကိုတော့အယူဆိုးအကြီးတန်အောင်ကျမတို့အားလုံးကမလုပ်သင့်ဘူးပေါ့နော်။ကလေးမှာဘာအပြစ်မှမရှိဘူးဆိုတာယုံကြပါစဉ်းစားကြည့်လေသူ့မှာသာမကောင်းတဲ့လိပ်ပြာရှိရင်ဒီနှစ်စဘာတွေ ဘလို့လှုပ်ပြီးထွက်มาလဲမနစ်တုံးကလိုပဲအထွက်ရော့มาပေါ့မဟုတ်ဘူးလားတလုံးချင်းအေးစေးတည်ငြိမ်စွာ ရှင်းပြနေသောခေါင်းချင်းဤစကားကိုခေါင်းတငိမ့်ငိမ့်ဖြင့်လက်ခံလာကြသည်ယုံလွယ်တက်ကြသလိုသဘောပေါက်နားလဲလက်ခံလွယ်တက်ကြတာကိုပဲခေါင်းချင်းကျေစုတင်မိသည်ဒီကနေ့ကစပြီးလပန်းလူသမီးကလေးရဲ့လက်ပြားကိုကျမပိုင်ဆိုင်သွားပါပြီကလေးကိုနှကောင်းနှမျက်တွေစောက်ရှောက်တော်မူပါစေဘုရားသခင်ချီးမြှောက်တော်မူပါစေ ရှရီရှားဟုအလွဲတကူဒိုရီရှားရင်ရှစ်စနိုးခေါ်ခဲ့ကြသောသမီးကလေးအမိကိုလည်းခေါင်းချင်းကမလီကော့ခေါင်းဟုအမိမှဲ့ခေါ်ကြောင်းဝဲတော်မှာပဲကြေညာလိုက်သည်မလီကော့ခေါင်းဆိုသည်မှာမလီခံမြစ်ကို ဆိုလိုကြောင်းကိုတော့ခေါင်းချင်းအထူးပြုရှင်းပြရန်မလိုပါအားလုံးသိပြီးကြပြီသားရွာပရိသတ်ကသဘောကျစွာလက်ခုပ်လဝတီးကြသည့်အခါရွာကလေးပင်လှုပ်သွားသလားမှတ်ရသည်အတန်များကိုနားဆွင့်ရင်မျက်လုံးမိမိကလေးကို ဖွင့်ကြီးပိတ်ကြီးလုံရင်တခစ်ခေရဲနေသည့်သမီးကလေးကိုခေါင်းကြီးပွေဖက်နှမ်းရှုပ်လိုက်ပါသည်။ကြည်ကြစမ်းပါအောင်။လပန်းလူသမီးကလေးကချစ်စရာမကောင်းဘူးလား။လမ်းတောင်ခြောက်တက်နေပြီ။စကားတွေလည်းတက်နေပြီ။တွေ့ရလူတွေကိုသူအဝါလို့ခေါ်တတ်နေပြီ။အနူးလို့လည်းခေါ်တတ်နေပြီ။ကလေးနားလေတဲ့အရွယ်ကြရင်တော့သူ့အဝါနဲ့အနုအချောင်းကိုအမှန်တိုင်းပြောပြရမှာပေါ့နော်။မလီကော့ခေါင်းကလေးတနာစရာ။ ။ဘောင်ဂျင်းလက်ထဲကဝဝကစ်ကစ်ဂျိန်းဖော်ကလေးငယ်လေးကိုရွာသူရသားအားလုံးကတယောက်တစ်ပေါက်လာကြည့်ကြရင်မျက်ရည်တွေဝင့်နေကြသည်။တယောက်လက်မှတယောက်ပြောင်းငါချီကြပွေ့ကြသည်။ပါဖောင်ပောင်ကလေးကိုချက်ချင်းမြတ်တာဖြင့်နန်းရှုံကြသည်။မလီကောကောင်းဤလိပ်ပြားကလေးတန့်စင်လှပသွားပြီဖြစ်ကြောင်းရွာကလက်ခံနိုင်ကြပြီချစ်ချင်းမြတ်တ ాయి တကိုအာဏီသိင်းကိုဂေါမ်ဂျင်းပူ၍ယုံကြည်လာတော့ဤကောက်သက်စားပွဲပြီးရင်တရွာလုံးက ကလေးမိခွန်းနဲ့ပလိုင်းကြီးပလိုင်းငယ်ဖြင့်တောင်းရစဘာတွေသစ်ဥသစ်ဖူတွေကောက်သီးနံတွေတထန်းတဘိုးကြီးဖြင့်ခေါင်းကြီးတို့သားမိထန်းတို့ရောက်လာကြသည်နှစ်စင်ဒီလို ကောက်သစ်စားပွဲမှာခေါင်းချင်းထန်းဒီလိုလက်ဆောင်တွေပေးကြမြဲဖြစ်တော်လဲဒီနှစ်ကတော့ခါတိုင်းနဲ့တင်တတ်ပင်ပိုများနေသည်အမဲသားကောင်အဆူအချောက်ကြက်တင်ကြက်တိုက်တွေပါလာကြလိမ့်မည်မြတ်တာဖြင့်ကန်းလင်သောစားတောက်ဖွဲများသစ်သီးဝလံများကိုအရင်ကခေါင်းချင်းညင်းဖြစ်ခဲ့တော်လဲ ဒီနှစ်ကစပြီးအာရဝန်းတာလက်ခံရတော့မည်။သမီးကလေးရဲ့မိခင်ဖြစ်နေပြီမဟုတ်လား။လာသမျှလူတွေကိုကောင်းချင်းကကျေးဇူးစင်စကားတွေတွင်တွင်ဆိုနေမိလေသည်။ဂျေဂျူကဘာစာယောဂျေဂျူရှဲရိုင်းစာဂျေဂျူအင်မလန်အငိုင်းရွာကလည်းမလိကောကောင်ကလေးကိုစောင့်ရှောက်ကြသည်။ဂျင်နာတနာထက်လာကြသည်။မလိကောကောင်ကလေးသည်ချစ်စရာကောင်းနေပြီ။တွေ့သူမြင်သူတိုင်းကလည်းအမျိုးမျိုးစကားဆိုကြသည်။ဂါကကြဆောင်မလန်း ဟာချစ်စရာကောင်းလိုက်တာဖမ်လာအိုင်ဝါအီဝါလိုက်တာဟဲကြကြကပလဲကြီးလွယ်လိုက်တာနော်နောက်တစ်နှစ်ကောက်တဲ့စားပွဲမှာတော့ကောက်နံစဘာတွေကပိုးလို့တောင်အထွက်ကောင်းနေသည်ရွာကတော့မလီကောခေါင်းကလေးကြောင့်စဘာတွေများများရတာလို့တောင်ပြောနေကြပြီအကြောင်းတစ်ခုခုကြောင့်ကောက်သီးနံအထွက်ရော့သည်ထအောင် မလီကောခေါင်းကလေးကိုတန်တရာဖြင့်မြင်ကြတော်မူမဟုတ်ပါချက်ချင်းမြတ်တာတရားသည်လူတို့၏နှလုံးသားကို ူညံပြောပြောင်းစေသလိုအမှန်တရားကိုလည်းငွေဖွာပေးနိုင်ကြောင်းခေါင်းကျင်းတက်သည်ထူနိုင်လိုက်ပြီဖြစ်သည်ခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ